ဘက်စတီဇီဝရမူရင်ကျမ်းတော်၎င်းမြန်မာဘာသာပြန်တော်၎င်းမွတ်စလင်အိမ်တိုင်း၌မရှိမဖြစ်သည့်ကျမ်းတစုပင်ဖြစ်ပါသည်ခလေးမွေဖွားတန်းစဉ်သည့်အခါမြေတီကိစ္စများကိုမြေတို့ဆောင်ရရမည်ဆိုသည်မှအစမွတ်စလင်တို့ဘဝညီကုန်းချုပ်ခါနီးချိန်စကရက်တိုင်းငင်းနေချိန်မြေတို့မြေပုံပြုလုပ်ရပြုလုပ်ပေးရမည်ကွယ်လွန်တည်ဆုံသွားပါကမြေကဲ့သို့ရေချိုးပေးရမည်မြေတို့ကဖန်ဝစ်ဆင်ပေးရမည် ။ဤကဲ့သို့သူတို့အမှုဆောင်ရွက်ရမည်အစုံမွတ်စလင်ဘဝတစ်ခုလုံးကိုခြုံငုံလျက်ဘဝရှုထောင့်ပေါင်းစုံကိုတုံတင်လန်းညုံပေးထားသဖြင့်ဓမ္မသက်မူကြီးတစ်ပါးအိမ်၌ခေါ်ယူခန့်ထားသည့်နှင့်အလားတူဖြစ်ပေမည်။နိရှိလာမြမြမဘာသာပြန်ပြီးနိရှိလာမြတိဖြတ်ခဲ့သည့် ဤကျမ်းကြီးအားချင်းမိတ်ဆွေတို့ကစီစဉ်ထုတ်ဝေဖြန့်ချီမည်ဟုတရားသဖြင့်အမသာရေးသူမှာအတိုင်းထက်အလွန်ပင်ပြီးဝန်တာပီပီဖြစ်ရပါသည်မြမဘာတန်ပြန်မူကြီးလည်းမြမစေအစာရေးသူထပ်ပင်ပို၍ပီတိဖြာလိမ့်မည်ဟု အမသာရေးသူယုံကြည်ပါသည်စာအုပ်ထွက်တင်တဲ့မွတ်စလင်တိုင်းဝယ်ယူသိမ်းဆည်းသင့်ပါသည် နေ့စဉ်မြညာသင့်ပါသည်ကျင့်ကြံအားထုတ်သင့်ပါသည်ဟုစေရင်စေနာဖြင့်အကြံပြုမြတ်တာပွားလိုပါသည် လာရှင်မြတ်မူရင်းစာရေးတခင်ကြီးဟဇတ်မော်လနာအရှရဖ်လီသာနဝီရာဟမတူလာအလတခင်ကြီးအားဇနတ်ဒုက္ခဘုံ၌မြန်မာတိအစဉ်တန်းကိုချင်းမြင့်တော်မူပါစေအာမင်မြန်မာမှုပြုရန်တိုက်တွန်းဆောအခဲတိဆရာကြီးဟဇတ်မော်လနာမာမူဒ်မမဆာဘတာမန်ဘာရကာတူဟုမ်အားလာရှင်မြတ်ကျမ်းမာရေးကောင်းမွန်မှုချင်းမြင့်ပြီးနဘဝကောင်းချင်းမင်္ဂလာများချင်းမြင့်တော်မူပါစေ အာမင်တိဖြတ်သူအညာတရာဤမပြောပါလောက်သောဂျိုးပန်းမှုကိုလက်ခံတော်မူလျက်လာရှင်မြတ်ထံတော်အပါအညာ တရဗန္တာကိုအလရှိမြတ်အချစ်တတိနှလုံးသားချင်းမြတော်မူပါဟုတွားပြုရင်နူရ်မုဟမ္မဒ်ဟိဂျရီတကရစ်1430ရဗီလ်အဝလ9ရက်ခရစ်တကရစ်2017မလ15ရက်ဘက်စတီဇီဝရ်မြန်မာဘာသာပြန်အာအော်ဒီယိုဘုတ်ဖန်တီသူမုဟမ္မဒ်နစီဟိဂျရီတကရစ်1446ရမဇန်လ26ကဒရညမြတ် ခရစ်တကရေ2025မလ26အင်ရှာလာဒီစာကိုအစောတိုင်းဟိုအတန်သွင်းနိုင်ဖို့အတွက်ကိုလည်းတွားမှာတတိယပြေပဲဒါကောင်မှဒီစာကိုဒီအခုလက်ရှိအတန်သွင်းတဲ့ဥစ္စာကိုလာရှင်များလက်ခံပေးဖို့အတွက်လည်းတွားမှာတတိယပြေပါနောက်ဒီ audio audio book ဖန်တီးတဲ့သူလည်းလာရှင်သူများအခက်နှစ်ပါးစလုံးမအောင်မြင်မှုချင်းပါဆိုပြီးတော့လည်းတွားရဲမှာတတိယပြေပါလို့နော်